အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါကျွန်တော်ဒီရက်ပိုင်းမှာ Chelsea အသင်းရဲ့ဒါဘယ်လိုပြောမလဲကွင်းလေကစားမ Andrew Santos ပေါ့လေ Andrew Santos နဲ့ မန်ချက်စတာယူနိုက်တက်ကခိုဘီမင်းနူးကြားမှာအတန်းတွေတောက်လျှောက်ကြားနေတာပေါ့လေဒါတော့အပြောင်းရွှေ့ဆိုတာထက်ပေါ့လေချက်စီကတေချာတာကသူတို့ကနံပါတ်10ပိုရှင်ကစားမမျိုးကအထူးသဖြင့်ခိုဖာမာရဲ့အရန်ပိုရှင်ကစားမကိုသူတို့ကလိုချင်တယ်ဒါအခုအဲ့အတွက်ကြောင့်လေသူတို့ကဒါတခြားထိတ်တန်းကစားမတွေကအခုနီကိုပတ်ဆိုတဲ့အာဂျင်နီးယားကစားမလေးကိုသဘောကျတယ်သူတို့လိုချင်တာကြားပြီဒါပေမဲ့အဲ့ချက်တေးလေးကယာတီကိုမာရီမက်ဒရစ်ကသူ့ကိုယူရို9တန်းလောက်နဲ့ ပြန်လဲခေါ်ယူခွင့် buyback option ရှိတယ်ဆိုတော့ Chelsea ဘက်ကလည်းဘယ်လိုပြောမလဲတည်ကြတာတော့ကွင်းလယ်ပိုင်းအတွက်ဒါကောင်းကောင်းလှုပ်အားပြည့်နေကစားနိုင်တဲ့ကစားပါတို့ကအခုလောလောဆယ်ပါဗျာဒီလာဗီယာရဲ့အခြေအနေကိုသိတဲ့ဘောမကြောက်မကြာခဏ injury ဖြစ်နေတဲ့ပြဿနာကြောင့် Romeo လာဗီယာကိုတို့လုံးဝကိုမကြိုက်တော့မကြိုက်တော့ကြောင့် Chelsea ကအဲ့ position ကိုအပြောင်းလဲလုပ်ချင်တယ်ဒီကြားထဲမှာအဓိကကွင်းလယ်ကစားမဆိုလို့ဗျာအခု ီအာဇူဖနန်တက်စ်နဲ့ဝိုက်ဆက်ခိုင်စီလိုပဲရှိတာ maybe santos cardi ဝင်ကစားမယ်ဒါ reaching ကလိုအပ်ရင်လိုအပ်သလိုကစားမယ်ဒါပေမဲ့ chelsea တို့က proper ကွင်းလေကစားမှာတယောက် so အဲ့ဒါကအခု chelsea ကအခုဘသူ့ကိုသဘောကျလဲဆိုတော့ manchester united ကခုဘီမင်းလို့ man united ကကစားမှာအချို့ကို chelsea တော်တော်လေးသဘောကျတယ်ဂါနာချိုလည်းသူတို့ခေါ်မှုတယ်ခေါ်ထားတယ်ဆန်ချိုလည်းသူတို့အငားနဲ့ခေါ်မှုတယ်ဒီနေရာမှာကိုဘီမင်းနူကအခုလောလောဆယ်မှာအသိတော်တော်များများသဘောကျတယ် talented player လေးဖြစ်တယ်ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်မှာသူနည်းနည်းကြိုးစားအားထုတ်မှုညှိနှိုင်းတဲ့နောက်မှာကာလိုကက်စမီနိုအောက်မှာအရန်ဖြစ်သွားတယ်ဆိုတော့ကိုဘီမင်းနိုကိုခုလက်ရှိမှာပရီးမီယာလိဂ်ကလပ်၃လေးတင်လောက်နဲ့နာပိုလီကတော်တော်လေးသဘောကျတဲ့အချိန်ချယ်ဆီကလည်းလိုချင်တဲ့ဒီနေရာမှာချယ်ဆီအသင်းအပြင်ထော့တနမ်ဟော့စ်ပါတို့ကလည်းလိုချင်နေတဲ့အချိန်မန်ချက်စတာယူနိုက်တက်ကလည်းဒါအခုနီးပြရူဘီအမရွန်ကဘယ်လိုပြောမလဲကွင်းလေလိုချင်တယ်သူတို့တကယ်လိုချင်တာတော့အလီယက်အန်ဒါဆန်လိုအဒမ်ဝါဒန်လိုနောက်တစ်ဖက်က ဒီကာလုစ်ပလီပါတို့ဒါပေမဲ့ပေါ့စုပေါ့ကစားနိုင်မယ်အသင်းတို့ကလည်းအားကိုးရမယ်ပိုတန်ရှယ်လည်းရှိနိုင်တယ်တဲ့ကအန်ဒရီဆန်တိုစ်ကိုသဘောကျတယ်အန်ဒရီဆန်တိုစ်ကမန်ယူနိုက်တက်နဲ့အတန်တန်းနဲ့ထွက်ခဲ့ဘူးတဲ့သူဖြစ်ပြီးတော့ဒီချက်တိတ်လေးကလည်းတော်တော်လေးအားကိုးရတဲ့သူဖြစ်တယ်ဆိုတော့အခု Chelsea point of view ကကြည့်ရင်ခိုးဖာမရဲ့အရန်အဖြစ် နီကိုဖက်စ်ကိုခေါ်ယူတဲ့အခြေအနေမျိုးဘယ်လိုပြောမလဲ နီကိုဖက်ကိုခေါ်ယူတဲ့အနေအထားမျိုးကဖြစ်နိုင်ခြင်းနဲ့တယ်ဂျက်ဆီကပြဒီအပိုင်းမှာသူခံနိုင်ရယ်လတီတို့လိုကစားမတွေဒါကြောင့်သူတောင်းပန်ကစားမတွေသူတို့တောက်လျှောက်လိုက်လေတော့မသိဘူးဒါပေမဲ့စန်တဘတ်နဲ့ပတ်သက်လို့ဂျက်ဆီမှာထူးထူးခြားခြားအတန်ထွက်တာရှားတယ်ဒါပေမဲ့နီကိုဖက်ကိုသဘောကျတယ်ဖြစ်နိုင်ခြင်းအမတန်တဲတယ်နောက်တလက်ဆာထဲမှာပဲဖြစ်နိုင်ခြင်းရှိတဲ့ထဲမှာတော့ဒါအခုကိုပြီးမင်းနူး ဒါမန်ယူနိုက်တက်ကလည်းပြိုင်ဘက်ကလပ်တွေကိုလွှတ်ပမလားဆိုတဲ့အချက်ပဲအဲ့ဒီမှာယူနိုက်တက်ကအန်ဒရီဆန်တိုဆန်တိုစ်ကလည်းမဆိုးဘူးလို့ပြောရတဲ့ကစားမှာပဲဘာကြောင့်လဲဆိုတော့အခုလက်ရှိမှာဘယ်လိုပြောမလဲချယ်ဆီအသင်းရဲ့ဒါဒီ first choice ကစားမှာဖြစ်အန်ဆိုဖနက်တက်စ်နဲ့ခိုက်စီးလို့ရှိတော့သူနေရာရဖို့ခက်တယ်ဒီချက်တိတ်လေးကပြီးခဲ့တဲ့ရာသီတုန်းက swap ဖို့မှာတော်တော်လေးကောင်းခဲ့တယ်ဒါပေမဲ့အခုဒီရာသီမှာကစားခွင့်ရမှုဆိုတာခက်တယ်အန်ဆိုဖနက်တက်စ်နဲ့ခိုက်စီးတို့ကိုကျော်ပြီးတော့အဲ့ position မှာနေရာရဖို့ခက်တယ် ဆိုဒီဆန်တိုစ်ကအခုလက်ရှိမှာဒါချယ်ဆီမှာကဘရာဇီးကစုစုပေါင်း3ယောက်ရှိတယ်။ဂျောက်ဘတ်ထရူရဲ့အက်စတဗေရဲ့ဆန်တိုစ်ရဲ့ဆန်တိုစ်က22နှစ်ပဲရှိတယ်။ဒီချတိတ်ကအခုလက်ရှိမှာလည်းတကယ်အရေးသွေးရှိတဲ့ကစားသမားလေးဖြစ်ပေမဲ့ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရတဲ့အချက်ကမန်ချက်စတာယူနိုက်တက်တို့က option တစ်ခုဖြစ်နိုင်တယ်။ယူနိုက်တက်နီးပြဘူးပြီးအမ်ရွန်ကသူ့ကိုသဘောကျတယ် Manchester United ကွင်းလေဖြည့်ချင်တယ်ဆိုအချိန်ချင်းပြောတယ်သူရဲ့လက်ရှိ current market ပေါက်ကြီးက35သန်းပဲရှိတယ်ဒါပေမဲ့ဒီ chart တက central midfield player က main position defensive midfield လက်ကစားနိုင်တဲ့အသက်လည်းငယ်သေးတယ်ဆိုတော့ United ရဲ့ Kobe Mendo ကို Chelsea သဘောချပြီးတော့ Man United က Andre Santos ကိုသဘောချတယ်ဖြစ်နိုင်ချေ swap deal တွေအမတန်နေတယ်ဒါပေမဲ့တခုကဥပမာ United ဆိုရင် Antoine Semenyo ကိုသဘောချတယ် Marquinhos ကိုသဘောချတယ်သူတို့တစ်ဖက်က ဒီဆန်တုစ်ကိုသဘောကျတယ်ချယ်ဆီကကန်နယယ်တစ်ကိုသဘောကျတယ်နောက်နီကိုပတ်စ်ကိုသဘောကျပြီးတော့မိန်းနုကိုသဘောကျတယ်မိန်းနုကိုလိုချင်တဲ့အသင်းတွေကတော့အများကြီးပေါ့လေဆိုတော့ချယ်ဆီနဲ့မန်ချက်စတာယူနိုက်တက်နဲ့ချယ်ဆီတို့တကယ်လို့ဆွတ်ဒီလို့ရင်ဘယ်သူတန်းမလဲဒါဥမာပြောပြတော့သူတို့ကသူ့လိမ့်နဲ့သူပဲသဘောကျကြတာဗျခေါ်နိုင်ဖို့မခေါ်နိုင်ဖို့ကတော့ chance ကအများကြီးရှိတယ် Chelsea ဆိုရင်လည်းရောင်းဖို့ခက်တယ်ဒါပေမဲ့50 60လောက်ပေးရင် maybe United ကလည်းသူတို့နှစ်ယောက်တကယ်လို့ swap ဒီဆိုရင်ဘယ်သူတန်းလဲ United က Santos ကိုရမယ် Mainu ကို Chelsea ရမယ်ဘယ်လိုထင်ကြလဲဒါဒီ let's law အနေထားပေါ့လေဘယ်လိုမြင်ကြလဲကိုမမဝေယမချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်